မနေ့မနေ့ဆိုလို့ရှိရင်ချမင်းပူပူလေးနဲ့စားဖို့အတွက်ငနေတူ6လေးကိုပဲပုတ်လေးနဲ့ဆက်ဆက်လေးကြော်ထားပါတယ်။ငနေတူကိုရီစင်အောင်ဆေးပြီးတော့မှစစ်တုံနီလေးကိုလည်းပပလေးလီးထားမယ်။ပြီးတော့ပဲပုတ်6လေးတွေကိုလည်းအစင်ဖြင့်ဖြင်အောင်မီအေးအေးစီနွေနွေလေးနဲ့ကြော်ထားပါမယ်။ ဒီ paper ကျော်တဲ့အခါမှာဆရာကြောက်ပါလို့ပဲเนาะဘာလို့ဆိုသူကမီးတူးသွားလို့ရှင်ရင်ခါသွားတယ်ခါလို့ရှင်စားလို့မကောင်းတော့ဘူးအဲ့တော့သူ့ကိုကျော်တဲ့နေရာမှာဆေးရှိရှိထားဖို့လိုတယ် paper ကတော့စုစုပေါင်း6ချက်လောက်တော့ရှိမယ်ဒါပေမဲ့ဒီမှာကြည့်နေတဲ့လူတွေကြည့်ရင်လည်းအိတ်ငိုက်သွားမှာဆိုလို့၃၄ချက်လောက်ပဲကြော်ပြထားရပါတော့အဓိကတော့ဒီ ဲပုတ်ကအသက်ပဲကွာဒီပဲပုတ်ကစာမကောင်းလို့ရှင်ဒီဟင်းကလုံးဝစာမကောင်းအားကြောင့်မလို့ပဲပုတ်ကိုတိချာလေးရိုက်ပြထားပါဘောနော်ဒီပဲပုတ်လေးတွေကိုအတင်းနေထားရတဲ့အထိကြော်ပြီးသွားပြီဆိုလို့ရှင်လိုလို ခြေပြီးတော့မှအေးခံပြီးခဏထထားပါမယ်ပြီးသွားရင်တော့အတင်းလီပြီးတော့ရေဆေးပြီးနေလန်းထားတဲ့ချစ်တော်နီလေးတွေကိုစားပြီးတော့မှချော်လို့ရပါပြီသူ့ကိုမီးအေးအေးလေးနဲ့အဝါရောင်တန်းတဲ့အထိလေးရှိရှိနဲ့ကြော်ပြရပါမယ်ချစ်တော်နီကျော်လေးကအဝိုင်အောင်တန်းလာပြီဆိုရင်ငရုတ်တီအယောင်တင်စာရာတွေကိုထည့်ပြီးတော့မှဆက်ပြီးမှွေပေးရပါမယ်။ မွေလို့အသင့်နေထားရပြီဆိုရင်ငနီတူကိုထည့်ပြီးတော့မှကျွတ်ကျွတ်လေးနဲ့စားလို့ရတဲ့အနေထားအထိဆက်ပြီးတော့ကျော်ပေးပါမယ်။ငနီတူကျော်လေးစားလို့ရပြီမြည်ချီလို့အဆင်ပြေပြီဆိုလို့ရှိရင်စောနာက အေးခံထားပြီးတော့ခြေထားတဲ့ပေပုတ်ချောက်လေးတွေကိုမြည်ပိတ်ပြီးတော့မှဒီအိုးအပူချိန်လေးနဲ့ပဲမွေပြီးတော့ထားလို့ရပါပြီ။ဒါဆိုရင်တော့အရန်ကို ဆားလုပ်ကောင်းတယ်ငမီတူကျော်ပေဖို့60လေးရပါပြီရှင်ရလာတဲ့ငမီတူကျော်လေးကိုအေးခံထားပြီးတော့မှလေးလုံးအောင်ဘူးလေးနဲ့တိမ်ပြီးတော့ထထားပါမယ်အဲဒါဆိုရင်မနေ့ခင်းနေ့မှာအတင်းစားလို့ရပါပြီ